ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တီအောင်လည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့ One Championship ရဲ့ Friday Night ပေါ့လေကျွန်တော်တို့ One Championship ရဲ့ Friday Night မှာကျွန်တော်တို့မြန်မာက3ရောက်ဝင်ရောက်ရှင်ပြိုင်တယ်ဆိုတော့ကျွန်တော်တို့မြန်မာကုံဆောင်ဒါ Current လဝိမဲ့ Bronica ပါတယ်ပြီးတော့မှကျွန်တော်တို့အခုဒီပြိုင်ပွဲကိုမှပထပထမဆုံးချိန်ဝင်ရောက်ထိုးတဲ့ဆိုးနိုင်ဦးဆိုးနောက်ဦးဆိုတာပါတယ်ပြီးတော့မှတန့်စင်ပေါ့လေတန့်စင်လည်းပါတယ် ဒါအခုလောလောဆယ်နေထားရထုံးစံတိုင်းပေါ့လေတန့်စင်ကတော့ရှုံးပွဲဆက်ပြီးတော့ဘရန်နီကာဘရန်နီကာကတော့သူ့ရဲ့ဒုတိယမြောက်နိုင်ပွဲကိုဝမ်ချမ်ပီယံရှစ်မှာရယူခဲ့တယ်သူပထမဆုံးပွဲတဲ့ပွဲသူပွဲမကစားရတာတနစ်ကျော်လောက်ရှိတဲ့အတွက်ကြောင့်တက်လုံပိုင်းရသူအမှတ်နဲ့ရှုံးသွားတာမှန်တယ်ဒါပေမဲ့အဲ့ပွဲမှာနှစ်ယောက်စလုံး bonus ရတယ် ဒုတိယပွဲမှာသူအကောင်းဆုံးတုံ့ပြန်လာခဲ့ပြီးတော့အလဲထိုးခဲ့တဲ့အတွက်ဘရိုနီကနိုင်ပွဲဆက်ပြီးတော့နိုင်ပွဲစတင်ရတယ်ဆိုတော့1ချန်ပီယံရှစ်ကဘရိုနီကကိုတေချာပေါက်ပွဲပေးမယ်ဆိုလည်းသိတယ်ဒါပေမဲ့ကျွန်တော်တို့မျှော်လင့်ထားတာထက်ပိုပြီးတော့အချိန်တိုက်တာတစ်ခုတီခတ်ဆိုးဆိုးရဖို့မျှော်လင့်ထားပေမဲ့အချိန်နည်းနည်းကြာခဲ့တယ်နောက်ဆုံးမှာတယုတ်ဖိုက်တာနဲ့သူထိုးရတယ်ဆိုတော့တယုတ်ဖိုက်တာကအသက်29နှစ်ရှိတယ်ဒါဒီဖိုက်တာကိုဒါဘယ်လိုပြောမလဲ ဒါဘရိုနီကာရင်ဆိုင်ရတဲ့အခါမှာသူတို့တယောက်ဖလုံးကဒါအခုလောလောဆယ်အနေထားရအရင်မကွာကြဘူးဗျကျွန်တော်တို့ debut ထိုးရသည့်တိုင်အောင်တီယိုဖိုက်တာလီကလည်းတော်တော်လေးကောင်းနေဒါဘရိုနီကာကတော့ဒီ one championship ပြိုင်ပွဲကိုစရောက်လာတဲ့အချိန်ပေါ့လေစရောက်လာတဲ့အချိန်တည်းကနေတကယ့်ကို quality အရေးသွေးတောင်းလျှောက်ပြသထားတယ်ဒီနေ့ပွဲဆိုရင်ပထမအချိန်မှာလီရဲ့ထိုးပေါက်တီတော်တော်လေးကောင်းနေမာကုန်ရှိတယ်ဒါသူ့ရဲ့ ဒါဘယ်လိုပြောမလဲမထင်မှတ်တဲ့အတန်ပြန်တွေတော်တော်လေးကောင်းတဲ့ချိန်မှာဘရော်နီကာကိုကြည့်တဲ့အခါမှာဘာလဲဆိုတော့ तू ကတကယ်ချက်ကောင်းတဲ့ power punch တွေကိုအဓိကအားထားပြီးတော့ तू ကဒါမျောလင့်ထားတယ်ဒါပေမဲ့တရုတ် fighter ရဲ့ဘယ်လိုပြောမလဲမာကျော်မှုကြောင့် तू အလဲထိုးဖို့ခတ်တယ်ဒါပေမဲ့ပြိုင်ဘက်ဟာဒါဘယ်လိုပြောမလဲဒီ debut ကစားရတဲ့မျက်နှာသစ်ပြိုင်ဘက်ဖြစ်တည်တိုင်အောင်ဒါဘယ်လိုပြောမလဲဒါ time မှာနာမည်ကြီးတဲ့ ဒါ Vandan Training ကမှကောင်းကောင်း train ထားတဲ့သူတယောက်ဖြစ်တဲ့တကြောင်ဒါဘာပဲဖြစ်ဖြစ်သူ့အတွက်ကတော်တော်လေးလေ့ကျင့်ထားတဲ့အတွက်ဒါပွဲကတော့နည်းနည်းခက်ခက်ခဲကစားတယ်အမှန်တိုင်းပြောရင်တော့ Bronica အဲ့လိုမျိုး tough သူတင်ကိုတင်အကျိတ်နဲ့ထိုးရတဲ့ပွဲမျိုးလိုအပ်တယ်ဆိုဒါအခုလောလောဆယ်မှာဒါအခုလက်ရှိဒီနေ့ပွဲမှာတော့ပထမအချီဒုတိယအချီတတိယအချီအထူးသဖြင့်တတိယအချီမှာဒါဘယ်လိုပြောမလဲဘရိုနီကာအသာစီးရတယ်ပထမအချီကတော့သူတလဲကိုတလဲလဲသွားတယ်ဒုတိယအချီမှာသူ slip ဖြစ်သွားတယ်ဒါမဲ့ဒါကတော့ ါဘယ်လိုပြောမလဲအမှတ်ကောက်မှုမရှိပေမဲ့တတိယအချိန်မှာတော့သူ့ရဲ့ထိချက်တွေကောင်းတဲ့အခါမှာအဆုံးသတ်မှာအမှတ်နဲ့နိုင်သွားတယ်ဒါကဘရိုနီကာအတွက်ဒုတိယမြောက်နိုင်ပွဲအသာစီးထိုးတယ်လို့ပြောလို့ရတယ်ပွဲမျိုးဖြစ်တယ်ကျွန်တော်မျောလင်းထားတာထက်တော့နည်းနည်းတော့ tight game ဖြစ်သွားတယ်ဒါပေမဲ့ Tio Fighter လီကိုလည်း credit ပေးဖို့ရှိပြီးတော့ဘရိုနီကာကသူ့လုပ်ကိုသူ့လုပ်ပြီးတော့ဒါနှစ်ပွဲထိုးတယ်မှန်တိုင်းပြောရင်တော့ဗျာကျွန်တော်မျောလင်းထားတာဒီတက်ပူကောင်းတဲ့ performance မျိုးမျောလင်းထားတယ်ဒါပေမဲ့မထင်မှတ်ပဲနဲ့ debut ထိုးတဲ့တယောက်ကဒါဘယ်လိုပြောမလဲ ဒီဒီဘယ်လိုပြောမလဲကောင်းတဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲဗရိုနီကာအနေနဲ့တစ်ချက်ချက်နည်းနည်းလေးကြသွားတာကလွင် channel ပိုင်းမှာတော့ဘယ်လိုပြောမလဲဒါအာတာချက်ရှိတယ်လို့ပြောလို့ရတယ်သူနိုင်ပွဲရတယ်ဒီနေရာမှာပထမဆုံးပွဲထိုးတဲ့ဒါကျွန်တော်တို့ရဲ့ဒါမြမဂုံဆောင်ဖြစ်ဖို့မျှော်လင့်ထားတဲ့စိုးနောင်ဦးပေါ့လေသူ့ရဲ့ပွဲကတော့သူတင်ကိုတင်သူတင်ကိုတင်အကျိတ်နဲ့ထိုးတယ်ဒါပွဲကတော်တော်လေးကြီးကောင်းတဲ့ပွဲဖြစ်ပြီးတော့ ဒါဘယ်လိုပြောမလဲဒါမာဂုံမာတော့အရင်ရှင်လို့မရဘူးကျွန်တော်မြန်မာဖိုက်တာတချို့တော်တော်များများတကယ်မာတယ်ဗျာတော့ဆိုးနာဦးအတွက်တော့ဒါသူ့ရဲ့ debut ပွဲရဲ့ဒါဆိုးနာဦးအတွက်တော့ Titan ရဲ့ပထမဆုံးနိုင်ပွဲဒါသူ့အတွက် Titan ရဲ့နိုင်ပွဲဖြစ်တယ်ဒါပေမဲ့မြန်မာဖိုက်တာတွေကိုတောင်းချောက်နိုင်ယူထားတဲ့ဒါဘယ်လိုပြောမလဲဒီ confirm line ဆိုတဲ့တယောက်ပေါ့လေဒါသူကမြန်မာ fighter နှစ်ယောက်ကိုနိုင်ထားတယ်မတူညီတဲ့ fighter တွေကိုနိုင်ထားတဲ့အချိန်မှာတတရာမြောက်ဒါတန့်စင်နေထိုးရတယ် တန်းစီရင်ပေါ့လေခုနောက်ပိုင်းမှာနည်းနည်းလေးပို့ပြီးတော့တိုးတက်လာတာတော့မှန်နေပြဒါပေမဲ့စူပါလက်ရှိမှာကျင့်ပြီးတော့တန်းစီတိုးတက်လာတာမှန်ပေမဲ့သူ့ရဲ့ပြဿနာကဘယ်လိုပြောမလဲအားရမှုလုံးဝမရှိဘူးကျွန်တော်အစာပိုင်းမှာဝုန်းဝုန်းဝုန်းပြီးသွားရင်ကျသွားတယ်ပြီးရင်ပြိုင်ဘက်ကသူ့ကိုအตาစီးထိုးသွားတယ်ထုံးစံတိုင်းပဲဖြစ်ပြီးတော့ကျွန်တော်တန်းစီကအခုလက်ရှိမှာရှုံးပွဲထပ်ပြီးတော့ဆက်သွားတယ်ဆိုတော့အခုတန်းစီတွတ်တော့ဒါ ပွဲကတော့စတိုက်ရနေပြီပဲသူရှုံးပွဲဆက်ပြီးတော့ဘရိုနီကာ9ဆိုးနောက်ဦးနိုင်ပြီးတော့ဘာဖြစ်ဖြစ်ဒီနေ့ပွဲကတော့အရင်ဒါအကောင်းဆုံး performance ဖြစ်အောင်ပါ9ပွဲ2ပွဲနဲ့အတူဘရိုနီကာကတော့9ပွဲဆက်နိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်